အင်္ဂလန်စီကိုအတွက်ရက်ဖို့ကိုပုံအပ်တော့မဲ့ပါစနာအလုံးမင်းလာများဘောလုံးစတာချန်နယ်လေးကနေပြန်လည်ကြိုလိုက်ပါရင်ဒီအချိန်မှာအတင်းတိုင်းနှိပါတင်အားပြဿနာတွေကိုစီကြုံတွေ့နေရပြီးအချိန်နေနေဆိုးနေကြတဲ့အထက်ဘာစနာကလည်းတသိန်းအပဝင်ဖြစ်ပါရင်ဘာစနာတိုင်းစစ်ကိုတန်ရာလိုင်းနေရိုက်ခတ်နေပေမယ့်နှိပြဟန်စင်ဖလစ်ကတော့ဖွဲ့ဖဲတစ်ချက်ကျန်နေပါသေးတယ်ဘာစနာဟာဖာရန်တော်နဲ့ရာဖင်ညာတို့တန်ရာချောက်မကစားနိုင်ကြသေးတဲ့အချိန်လာမယ့်ချန်ပီယံလိနဲ့အင်္ဂလန်စီကိုမှအထောက်တိုင်းစစ်မှုနေရာအတွက်အငားလာရောက်ကစားနေတဲ့မာကာရက်ဖို့အပေါ်ယုံကြည်ပုံအပ်ထားမှဖြစ်ကြောင်းဟန်စင်ဖလစ်ကအတည်ပြုခဲ့ပါရင် ဒေါ်ရက်ကဒူအောင်ကျော်တန်ရာရရှိနေတာဖြစ်ပြီးရာဖီညာကတော့တလားလောက်ထက်ပြီးအနောက်ရောင်အောင်မဲ့အခြေအနေမှာဘာစနာကပွဲချက်ကာလကိုစတင်ဖြတ်တန်းနေရပါရင်ဘာစနာကဒီတစ်ပတ်မှာဂျီယိုနာကိုနောက်ကျကိုနဲ့အသေးအတန်တန်ရာရှိခဲ့ပြီးတော့ဂျာယက်မှာအိုလံပီယာကောနဲ့ချန်ပီယံလိကစားပြီးရင်ဒီရာဒီအတွက်ပရမအောင်ဆုံးအက်ကလစီကိုကစားဖို့ဖြစ်လာပါရင်ဒီအတွက်ဟန်စီဖလစ်ကရက်ဖို့ကိုအားကိုးနေမှာဖြစ်ကြောင်းရှင်းပြလာခဲ့ပါရင် Raffle ကနံပါတ်9အနေနဲ့ရွေးချယ်ချင်အကောင်တယောက်ဖြစ်တယ်လို့နံပါတ်17နေရာလဲကစားနိုင်ပါသေးတယ်။ဒါကသူ့ကိုခေါ်တော့ကကျွန်တော်တို့တွေးထားတဲ့အတိုင်းပါပဲ။သူက9ရောက်17ပါကစားနိုင်တယ်။ကျွန်တော်တို့ကအသင်းမှာ Raffle ရှိနေတာဝမ်းသာစရာပါ။သူကလည်းလောရက်တွေမှာအများကြီးတိုးတက်လာခဲ့ပြီးအပေါင်းလက္ခဏာဆောင်တဲ့ရလဒ်တင်နဲ့ Barcelona အတွက်ယူဆောင်လာပေးနေပါရင်ဒီတော့ Raffle ကိုနံပါတ်9နေရာကနေထားကစားနိုင်ပါတယ်လို့ Flick ကပြောသွားခဲ့ပါရင် ရက်ဖော်အန်ဒီယာဒီမှာဘာစလောနာအတွက်ပြိုင်ပွဲဆောင်ဆက်တွဲကစားထားရမှာ၃ဂိုးသွင်းပြီး၄ဂိုးဖန်ပြီးပေးထားပါရင်ဒါအပြင်ရက်ဖော်ကအင်္ဂလန်အသင်းအတွက်လည်း၃ဂိုးသွင်းယူပေးထားပါသေးတယ်ရက်ဖော်အနေနဲ့ဘာစလောနာကိုပြီးသက်ပြောင်းရွှေ့နိုင်ဖို့အန်ကလန်စီကိုမှတောက်ပပြပြီးသူ့ရဲ့အရင်အသွေးတွေကိုထုတ်ပြနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်ကြည့်ရှုပေးကြတာဂျေဆုဒီမာရင်